ကေကတိကာတော့ကျွန်တော်တို့နောက်တို့စကင်နဲ့အကုန်လုံးကို free ရနိုင်တဲ့အပြင်ကျွန်တော်တို့ live boss စကင်တွေပါကျွန်တော်တို့ရနိုင်တယ်ကျွန်တော်မြန်မာ server တည်တံ့အတွက်လုပ်ပေးတာလည်းကျွန်တော် spam way event အကြောင်းပါကျွန်တော်တည်တင်တည်ထိုင်ထားလေးဒီကျွန်တော်ဘလို့တငယ်ချင်းမျိုးကို invite လုပ်ရမလဲဘလို့တငယ်ချင်းမျိုးကို invite လုပ်မှာကျွန်တော်တို့ဒီ event မှာလှည့်ကွင်းအခြေအနေတွေရမလဲဆိုတော့တချက်ပြောပြပြမှာဖြစ်ပါတယ်ဒါကြောင့်မေးရလူတွေများလို့ဒါလေးကိုလာပြီးလုပ်ပေးတာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်ဒီ event မှာကျွန်တော်ကတချို့လူတွေပြောကြတာပေါ့နော်အကုန်လုံးတော့မဟုတ်ပါဘူးတချို့ brother တွေပြောကြတာကကျွန်တော်ဒီ event မှာကျွန်တော်ကလှုပ်ရှားတယ်အဲ ကျွန်တော်ရဲ့လင်းကဝင်ခိုင်းပြီးတော့ကျွန်တော်အနိုင်ရအောင်လုပ်တယ်လို့ပြောရလူတွေရှိတယ်ဗောနော်ကျွန်တော်အဲ့လိုကြီးလည်းမဟုတ်ပါဘူးဘာလို့လဲဆိုရင်ကျွန်တော်ဒီ event တွေလာတိုင်းလာတိုင်းမှာကျွန်တော်ဒီလိုပဲထုံးစံတိုင်းပဲကျွန်တော်တို့လင်းလေးတွေထုတ်တယ်ပြီးကျွန်တော်လင်းကဝင်ခိုင်းတယ်ဒါကျွန်တော်ဒီ event မှာကျွန်တော်လုပ်တာမဟုတ်တခြား event တွေအရင်တော့ event တွေမှာလည်းကျွန်တော်ဒီလိုပဲလုပ်ခဲ့တာကျွန်တော်အခုလောလောဆယ်ကျွန်တော်ဒီ event number 1ရမှာကျွန်တော်ကအဲ number 1ရတဲ့လူက now to skin နဲ့အကုန်လုံးရမယ်ဆိုတော့အဲတရင်ကြောင့်ကျွန်တော်ကဒီဟာကိုကျွန်တော်ကလှုပ်စားရလို့ကျွန်တော်တချို့ကဝင်ပြောရလို့ရှိတယ်ဗောနော်အဲ့လိုလူတွေကျွန်တော်စိတ်မဆိုးပါဘူး ဘာလို့ဆိုကျွန်တော်ကတမင်းလို့ရမှာဘူးကျွန်တော်ဘယ် event မဲ့လာလားကျွန်တော်လင်းရနေပဲကျွန်တော်ဝင်ခိုင်းတာပဲเนาะအရင်တော့ကျွန်တော် event နေတင်ခဲ့ရတာ brother တွေတိလိမ့်မယ်ကျွန်တော်ဘယ်လင်းရမှာမဝင်ခိုင်းအောင်ကျွန်တော်ရ invite လင်းရမှာဝင်ခိုင်းတယ်ကျွန်တော်လည်းဂုန်းစင်တာပဲလေ brother တွေလည်းဂုန်းစင်တာပဲအဲ့တော့ကျွန်တော်လည်းကျွန်တော်ဒီ event မှာပါဝင်နေပြီကျွန်တော် invite လေးကနေဝင်ခိုင်းနေဒါကျွန်တော်တရားကျွန်တော်ဒီ event ရဲ့စီမင်းစီကနေကျွန်တော်လုပ်တာဘာမှဖောက်ပြတာမရှိဘူးပေါ့နော်တမင်းလုပ်တာလည်းမဟုတ်ဘူးအဲ့တော့ brother တို့ရဲ့ဒီ event ကျွန်တော်ပြည့်ရဲ့လင်းရမဝင်ရင်တော့တခြားလင်းရဝင်လို့ကျွန်တော်စိတ်မဆိုးဘူး ဟိုတချို့ပြောရတူကကျွန်တော်ကလိမ့်ဘောတမင်စွကြီးကျွန်တော်လင်အဝင်ခိုင်းတယ်လို့ဖြစ်နေတယ်အဲ့တော့ brother တွေနဲ့ဒီကျွန်တော်ပြည့်ရလင်အဝင်ခြင်းဆိုရင်လည်းကျွန်တော် brother တို့ရဲ့အင်ကိမေးပေါင်မှာအဲ့လင်းလေးရှိမှာအဲ့ကဝင်လို့လည်းရတယ်ဒါပေမဲ့အဲ့လိုဝင်လို့က brother တို့လည်းကြိုးမရှိကျွန်တော်လည်းကြိုးမရှိဘူးကျွန်တော်လင်အဝင်လို့ရှိရင်ဝင်ခိုင်းတာမဟုတ်ဘူးเนาะကျွန်တော်လင်အဝင်လို့ရှိရင် brother တို့လည်းတန်းပေါင်ရမယ်လက်ခွင့်အချိန်ချင်းဆယ်ချင်းရမယ်ကျွန်တော်လည်းဆယ်ချင်းရမယ်နှစ်ယောက်လုံးဆယ်ချင်းရမယ်ဒါနဲ့ကျွန်တော်တရားဝင်မှာပေါ့เนาะ ကဲဝေအဲ့တော့ကျွန်တော်ဒီနေ့ကဒီလောက်ပဲပြောမယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒါလေးတွေကိုမမနည်းနည်းပြောရလို့ရှိတယ်ကျွန်တော်ဒါလေးကိုပြောပြပေးရဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်ဒီ event အကြောင်းကိုနည်းနည်းလေးပြောပြပေးရင်ဘာလို့လဲဆိုတော့ကျွန်တော် Telegram မှာကျွန်တော်လာမေးရတဲ့လူတွေရှိတယ်ဗောနော်အဲ invite လုပ်တယ်တကယ်ချင်းကလည်းလက်ခံတယ်ဒါပေမဲ့ကျွန်တော်ဒီ event မှာတရားမှုဆိုပြီးစာတက်လာတယ်ပြီးရင်ကျွန်တော်လှည့်ခွင့်ချင်ကြီးတွေမရဘူးဗောနော်ကဲအဲ့ဒါလေးကျွန်တော်တစ်ချက်ရှင်းပြပေးမယ် ဘာလို့မရတယ်လဲဆိုရင်ကျွန်တော်လောနေတဲ့ဒီဟာ event ကြောင့်နည်းနည်းလေးအရင်ပြောပြအောင်ဘာလို့ဆိုတော့ဒီ event က number 1ရတဲ့လူကဒီ event မှာ top 1ရတဲ့လူက Naruto skin နေ call လဲလောက်ထားတဲ့ Naruto နဲ့ call လဲထားတဲ့ skin နေအကုန်လုံးကို free ရမှာဖြစ်ပါတယ်เนาะအဲ့၅ခေါင်လုံး free ရမှာပေါ့နော်ပြီးတော့ကျွန်တော်တို့အဆင့်နှစ်ကနေအဆင့်30ရတဲ့လူကြီးကကျွန်တော် live boss skin အထုတ်ရမှာဖြစ်ပါတယ်ဂျာပန်ပေါ့နော် live boss skin အထုတ်ရဂျာပန်အထုတ်ကိုရမှာဖြစ်ပါတယ်ဒါပေမဲ့ရှိပြီးသားလည်းပြန်ပေါက်နိုင်တယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့က အဆင့်တက်ကနေအဆင့်30မွင်လို့ကျွန်တော်ကစကင်နေများရောလားဆိုလဲမဟုတ်ဘူးဗျအဲ့တော့ဒီမှာပြထားတယ်ကျွန်တော်ဘောက်ပကမန်100ပြည့်ပြီဆိုတော့ဗလာသားတို့ကလိုက်ပွင့်စကင်အထုပ်ရမှာဖြစ်ပါတယ်အဲ sorry လိုက်ပွင့်စကင်အထုပ်တော့ဖြစ်တယ်အဲတခုထုတ်ရမှာပေါ့အဲထုတ်ရလို့ချင်းဗလာသားတို့ね diamond 900တော့မဟုတ်ဘူးလိုက်ပွင့်စကင်အထုပ်ဒါမှမဟုတ်ပတ်စံ2000ရမယ်တေချာပေါ့ရမှာနော်အဲ့တော့ brother ကအခုလောလောဆယ်60ခုရောက်နေတယ်လို့ရှိတယ်ဒီ box ကမှ60ခုရောက်နေလို့ရှိတယ်အဲ့လိုလူတွေကလက်မလျှော့ပါနဲ့နော်ကိုက1 to 10မဝင်ဆိုရင်တော့မှာပဲ အဲ့ဒီဘောပကမန်တရားပြည့်အောင်နည်းနည်းလေးအားဆိုင်ပြီးလုပ်လိုက်ပါဒါဆိုကျွန်တော်တို့အဲ့ထဲကကျွန်တော် diamond မဟုတ်ရင်အဲ lucky box စကင်ဒါမှမဟုတ်ရင်ကျွန်တော်တို့ပတ်စံ2000ဝန်တရားပေါက်ရမှာဖြစ်ပါတယ်အဲ့တော့90ခုရောက်တဲ့လူတွေတရားပြည့်ခံနေတဲ့လူတွေလက်မလျှော့ပါနဲ့နော်အဲ့တော့ဒီနေ့ကျွန်တော်တို့ invite လုတ်ပုံလုံနီးမမှန်ကန်ကန်ဘလို့ invite လုတ်အောင်တို့တစ်ချက်ပြပြပေးမယ်ဘလို့လူမျိုးကိုကျွန်တော်တို့ invite လုတ်အောင်လို့ဆိုတော့တစ်ချက်ပြပြပေးမယ်တွေ့ရလူကိုလုတ်လို့မရဘူးပေါ့နော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့က လိုလူမျိုး invite လောက်မှာဆိုတော့ဒီမှာကျွန်တော်သူ့ရဲ့ rule ကိုတစ်ချက်ဖတ်ကြည့်လို့ရတယ်အောက်မှာကျွန်တော်တို့စီမင်းစည်းကမ်းခြုံငုံသုံးသပ်ချက်ဆိုတာရှိတယ်အဲ့ဒီမှာကျွန်တော်တို့ဒီမှာကျွန်တော်တို့သူပြောထားတာတွေရှိတယ်ပေါ့နော် brother တို့အနေနဲ့ဒီမှာ link လေးထုတ်လိုက်မှာ share account လေးကိုနှိပ်ပြီးဒါ brother တို့ရဲ့ invite link အဲ့ link ကို brother တို့က brother တို့ရဲ့တကယ်ချင်းကိုပေးလိုက်တယ်ထားပါတော့အဲ့ဒီတကယ်ချင်းကအဲ့ဒီ link ကဝင်တဲ့ account ကနော်ကျွန်တော်အခုလောလောဆယ်လက်ရှိစော့နေတဲ့အကောင့်ဆိုရင်လုံးဝဒီ event မှာကျွန်တော်တို့ပါဝင်လို့မရပါဘူး နော်ဘရာသာအင်ဗိုက်လုပ်လိုက်တဲ့ဘရာသာတငယ်ချင်းရဲ့အကောင့်ကအ ਨੇ ဆုံးနော်အကောင့်အကြီးဆိုရင်တော့မှာပဲအ ਨੇ ဆုံးဒီဂိမ်းနဲ့ကိုလော့ဂင်ခွန်လင်းရဲ့မဝင်ရသေးတဲ့အကောင့်ဖြစ်ရမယ်အဲ့လိုမှမဟုတ်ဘူးဘရာသာအကောင့်အကြီးနော်ဒါဟိုအကြီးမဟုတ်ဘူးအဲဘရာသာရဲ့တငယ်ချင်းအင်ဗိုက်လုပ်ရတဲ့အကောင့်ကကျွန်တော်တို့အကောင့်ကအစ်စ် level 8မရောက်သေးတဲ့အကောင့်ဆိုရင်လည်းအဲရတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဘရာသာတို့ဒီ event မှာပါဝင်ပြီးတော့အဲ level 8မြောက်တဲ့တငယ်ချင်းအကောင့်ကိုဒီ invite link ကိုနှိပ်ခိုင်းပြန် brother တော့အဲ့ဒီ level 8မြောက်တဲ့တငယ်ချင်းအကောင့်နဲ့ level 8ရောက်သွားပြီဆိုရင် brother ကအဲ့လိုတငယ်ချင်းမျိုးဆိုရင်ဟိုလှည့်ခွင့်အချိန်ရေ20ရမှာဖြစ်ပါတယ်ဒါမှမဟုတ် brother invite လုပ်တဲ့တငယ်ချင်းကအဲအနည်းဆုံး gain တွေကို login ခုနှစ်ရက်မဝင်ရသေးတဲ့ account နဲ့ဒီ event မှာဝင်ရောက်မယ်ဆိုရင် brother တို့က play ခွင့်အချိန်ရေဆယ်ချိန်ရမှာဖြစ်ပါတယ်။ဒါအဆုံးကျွန်တော်လွယ်လွယ်ကူကူမှတ်မယ်ဆိုရင် brother တို့အခုဒီ invite link ကဝင်လိုက်တဲ့တကယ်ချင်းကအဲ ဟိုလက်ရှိစော့နေတဲ့အကောင့်ဆိုရင်ဒီ event မှာပါဝင်လို့မရဘူးအသုံးမဝင်ဘူးပေါ့နော်အဲ့ကြောင့်ကျွန်တော်တို့ကတရားမဝင်ပါဆိုပြီးတော့သူကစာတက်တာဖြစ်ပါတယ်အဲ့တော့ brother တို့အနေနဲ့တကယ်လုံမယ်တကယ် invite link လောက်ရမယ်လူကအ ਨੇ ဆုံးဒီ game ထဲကိုလုတ်ခင်ကျွန်တော်တို့ခုနှစ်ရက်မွေးနေ့တငယ်ချင်းဖြစ်ရမယ်ပြီးရင်အဲ့ဒါမှမဟုတ်ဘူးဆိုရင်ဒီ event မလာခင်ကျွန်တော်တို့ကအာ sorry ဒီ event လာပြီးမှအကောင့်ဖုတ်တယ်ကျွန်တော်တို့ဟိုအကောင့်ဖြစ်ရမှာပေါ့နော်ဒီ event မလာခင်မှာအဲ sorry ဒီ event လာပြီးမှ အကောင့်အသစ်ဖြစ်လို့ရှင်ကျွန်တော်တို့လှည့်ခွင့်အချိန်20ရမှာဖြစ်ပါတယ်နည်းနည်းတော့ရှုပ်တယ်ပေါ့နော်ကဲအလွယ်မှတ်ရမယ်ဆိုရင်ဘယ်လိုလဲဆိုရင်ကျွန်တော်တို့အနည်းဆုံးကတော့ brother တို့အခု invite လုပ်ရတဲ့ link ကနေဝင်မဲ့အကောင့်က gain net ကို log in အနည်းဆုံး9ရက်မွန်ရသေးတဲ့အကောင့်ဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါဆိုမှအဲ brother တို့ဒီ event မှာအသုံးဝင်မှာဖြစ်ပါတယ်နော်ဒီ event အခုလက်ရှိစော့နေတယ်ပေါ့နေတိုင်းစော့နေတယ်အစ်စ်ဖြစ်နေတဲ့အကောင့်ဆိုတော့လုံးဝမရဘူးပေါ့နော် ကဲအဲ့ဒါလေးအဲ့ဒါလေးအဲ့ဒါလေးကအဓိကကြပါတယ်တချို့ကကျွန်တော်ဒီ email လေးရံဝင်လိုက်တယ်ကျွန်တော်တို့မှာဘာအမှန်မှလည်းတက်မလာဘူးအဲလှည့်ခွင့်အချင်းကြီးလည်းမရောဆိုရလို့ဒါလေးပြောပြပေးတာဖြစ်ပါတယ်လင့်လေးထုတ်တယ်ပေါ့ဒီလင့်လေးထုတ်ပြီး brother အဲ့လင့်လေး copy ဖြစ်သွားတယ်အဲ့ဒါဆို brother ကျက်တဲ့နေရာ password လုပ်ပြီးတော့အဲ့လင့်ရံနေပြီးတော့အဲကုန်းစင်းလို့ကုန်းစင်းလို့ရတယ်ပေါ့နော်အဲ့တော့ brother တို့ဒါလေးတော့ ਨੇ ရှင်းမယ်လို့ထင်ပါတယ်ကျွန်တော်ဒီတဲ့အဲရှင်းအောင် ရှင်းမပြတတ်တော့เนาะ brother တို့ လင်းရဝင်မဲ့အကောင့်ကနော်ဘာသာပြောတငယ်ချင်းရဲ့အကောင့်ပါဗောနော်အ ਨੇ ဆုံးဂိမ်းနဲ့ကိုအ ਨੇ ဆုံး login ခုနှစ်ရက်မွေရသေးတဲ့အကောင့်နဲ့ဒီ event ကိုဘာသာရဲ့လင်းရဝင်မှာဘာသာတို့အနေနဲ့လှည့်ခွင့်အခြေအနေတွေရမှာဖြစ်ပါတယ်ဒီတိုင်း edit နေတဲ့ဆော့နေတဲ့အကောင့်နဲ့ဝင်လို့မရဘူးဗောနော်အားလေးတစ်ခုရှိတယ်အဲ့တော့နည်းနည်းတော့ခက်တာဗောနော်ခက်တော့ခက်တယ်ဒါဘာသာတို့နဲ့နည်းနည်းတော့ကြိုးစားကြည့်ဗောအဲ့တခုရှိတာကတော့ဘာသာဝါတငယ်ချင်းတွေလည်းမလိုဘူးကိုပါကိုဂုံးစဲမယ်ဆိုပြီးတော့ အဲဘာကြွယ်မရှိနေအဲ application တွေပွားမယ်ကိုပါကိုလုံမယ်အဲ့လိုဆိုရင်ကျွန်တော်တရားမဝင်ပါဘူးအဲ့လိုလုံမယ်ဆိုရင်ဒီ event ကြီးဘန်ခံဖို့များတယ်ဗျာနော်အဲ့လိုလည်းလုံလို့မရဘူးလုံးဝအမှန်ကန်ဆော့ရတဲ့ငွေချင်းတခြား drive ကနေပြီးတော့ login ဝင်နေအဲတကောင်ဖောက်ထားတဲ့ဟာဆိုရင်တော့အဆင်ပြေတယ်ဗောနော်ကိုပါကိုတယောက်တည်းကျွန်တော်တို့မှန်မှန်ကန်တဲ့နည်းလမ်းနဲ့ကျွန်တော်တို့လုံထားတဲ့ account နဲ့ဆိုတော့သူကတုံးဝင်ဗောနော်အဲစီစစ်ပြင်သူတို့ကဘန်မယ်လို့ပြောတာရှိတယ်အဲ့တော့ကျွန်တော်စီမင်းစီကံလေးတော့ဖတ်ကြည့်ဖို့လိုတယ်ဗော ခုဒါကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ခန့်ခါသလားမင်းနေတယ်ကျွန်တော်ဒီဘလုံးမ invite လုပ်လို့မြောင်း invite လုပ်လဲကျွန်တော်အမှတ်တွေမတည့်ဘူးလှည့်ခွင့်တွေမြောင်းဆိုတဲ့တကယ်ချင်းတွေအတွက်ကျွန်တော်ဒါလေးကိုရှင်းပြပေးတာဖြစ်ပါတယ်ကဲကျွန်တော်တို့ဒီမှာကျွန်တော်တကယ်ချင်းဘယ်နည်းအဖိတ်ခေါ်ထားလဲဆိုတော့ချက်ကြည့်လို့ရတယ်ဟောကျွန်တော်ဒီမှာဆိုရင်ဒီမှာအပေါ်ကဟာဆိုရင်ကျွန်တော်လှည့်ခွင့်၁၀ကျင်းရှားတဲ့တကယ်ချင်းဆိုကျွန်တော်၃၁ရောက်ဖိတ်ပြီးပြီဒီအောက်ကကျွန်တော်တို့ခွန်လှည့်ခွင့်အချင်းကြီး၂၀ရှားတဲ့တကယ်ချင်းကျ88ရောက်ဖိတ်ပြီးသွားပြီပေါ့နော် ဟာဒါဒီတော့အခုရနေတဲ့အရောက်ကြီးတွေဖြစ်ပါတယ်နည်းနည်းလေးတော့ခက်တယ်ဒါပေမဲ့ကျွန်တော်ကဆွမ်းနာပြောတယ်ဘယ်ကျွန်တော်လင်းထွက်ရတယ်ကျွန်တော်လင်းရဝင်တဲ့လူများတဲ့အတွက်ကျွန်တော်ဒီလောက်ရတာဖြစ်ပါတယ်ကျွန်တော်တော်လို့မဟုတ်ဘူးเนาะเนาะကျွန်တော်ပြီးတော့ကျွန်တော်ကြီးကျွန်တော်လည်းလုံးဝဂျင်းထည့်ပြီးတော့ဒီ event မဟုတ်ပါဘူးဘာကြီးကျွန်တော်ကမဟုတ်ပါဘူးကွာလေပြောပြီးတော့လည်းကျွန်တော်ကကျွန်တော် event လေးကဝင်ခိုင်းတာမဟုတ်ဘူးဒါကကျွန်တော်ပြောရတယ်ကျွန်တော်ယုံဝင်လာပဲရှိတယ်အဲ့တော့ကျွန်တော်ရရပေါ့เนาะအဲ့ဒါပါပဲကျွန်တော်လုံးဝမမမကန်နီးလာနဲ့လောက်တာလားမဟုတ်ဘူး အဲ့တော့ချိုးဘရာသာလည်းကျွန်တော်လာလာပြီးတော့ဘလင်းတဲ့လူတွေရှိရပေါ့နော်ကျွန်တော်ကမဟုတ်တိုင်းဂျင်းထည့်ပြီးတော့ဝင်ခိုင်းတယ်ပေါ့အဲ့လိုလည်းပေါ့ကျွန်တော် event လာတိုင်းလာတိုင်းမှာကျွန်တော်လည်းဂုံစင်းတဲ့လူဘရာသာလည်းဂုံစင်းတဲ့လူနော်အဲ့တော့ကျွန်တော်လင်းရကျွန်တော်ဝင်ခိုင်းပါပေါ့တခြားလူလင်းရကျွန်တော်ဝင်ခိုင်းရလူလာမလို့ဦးလေနော်ဒါကျွန်တော်လည်းဂုံစင်းတဲ့လူဆိုကျွန်တော်လင်းရကျွန်တော်ဝင်ခိုင်းပါပေါ့ကံကောင်းလို့ကျွန်တော်လင်းရဝင်တဲ့လူများတော့လာကျွန်တော်လည်းမတတ်နိုင်ဘူးနော်ဒါလေးကျွန်တော်လာရှင်းပြတာဖြစ်ပါတယ်ပြီးတော့လည်းဆောနာမိထားတဲ့မိကုံးလေးလည်းဖြစ်ရင်လာပြီးတော့ကြောက်ပြပေးရဖြစ်ပါတယ်နော်ကျွန်တော်စကားပြောတာမှားရပြန်လေနော် တီခံပြီးနားထောင်မှာခွင့်လုပ်ပေးပါဘောနော်ကဲမျိုးရည်ကတလောက်ပါပဲက